မင်္ဂလာပါမခု W block နဲ့ area တိုင်းထားတဲ့ comment နှစ်ခုကိုပြောပြမယ်နော် အမှ W block W block ဆိုတာဘာလဲဆိုတော့မတ block နဲ့ဆင်းနေပေါ့နော်ရှေ့မှာပြောခဲ့တဲ့ comment က block comment block comment ကကြတော့ define ထဲမှာပဲပုံတပုံဆွဲလိုက်တယ်အဲ့ဒီပုံကိုနောက်တစ်ခေါက်ပြန်ခေါ်သုံးခြင်းနဲ့ဆိုရင် define ထဲမှာပဲ block ဖွဲ့ထားပြီးရော define ထဲမှာပဲပြန်ခေါ်သုံးတဲ့နည်းပေါ့နော်အခု W block ကကြတော့အခု define ထဲမှာပုံတပုံဆွဲလိုက်မယ် ပုံဒီရက်မှာတပုံဆွဲမယ်ပေါ့နော်ပုံတပုံဆွဲလိုက်မယ်မားတို့ကဒီပုံလေးရှိမယ်ဒီပုံကိုအဲနည်းနည်းလေးတခြားတစ်ခုခုထည့်လိုက်မယ်ပေါ့နော်ဒီရောဒီပုံရှိမယ်ဒီပုံလေးကိုမားတို့ကဒီဒီထဲမှာဒီခိုင်ထဲမှာဒီပုံဆွဲထားတယ်အဲ့ဒီပုံကိုမောက် w block ဖွဲ့လိုက်မယ်ဖွဲ့ပြီးတော့ file name ပေးပြီးတော့တနေရာမှာတင်ထားလိုက်မယ်ပြီးရင်မောက်ဒီ file ကိုပေးလိုက်မယ် သိပြီးရော define mode တခြား auto grade file တခုကိုဖွင့်ပြီးတော့သုံးမယ်အဲဒီသုံးတဲ့ file မှာ file အစ်စ်မှာပေါ့နော်ဒီပုံလေးကိုပြန်ခေါ်သုံးချင်တယ်ဆိုရင်အမောက် w block ထားခဲ့ရင်အဲဒီ w block ထားခဲ့တဲ့နေရာကနေ file ကိုခေါ်ယူပြီးတော့ပြန်သုံးလို့ရမှာပါဒါက w block ရဲ့သုံးတဲ့ပုံစံပေါ့နော် block ကကြတော့ define ကို define ထဲမှာပဲဒီပုံကိုသိမ်းဒီပုံကို define ထဲမှာပဲပြန်ခေါ်ယူပြီးတော့သုံးတဲ့ခါမှာ block ကိုသုံးတယ် w block ကကြတော့ ဒီပုံကိုတခြားဘယ် file မှာဖွင့်ခွင့်အဲ့ဒီ file နေမှာပြန်ခေါ်ပြီးရသုံးလို့ရအောင်လုပ်တာက w blog ပါအဲ့မှာ w blog လုပ်မယ်ဆိုရင်ပုံလေးတစ်ပုံရှိမယ် w blog ရဲ့ command က w enter အဲ့မှာအမောက်ဒီ source မှာသုံးခုရှိရ blog ရဲ့ entire drawing ရဲ့ object အမောက် object ကိုပဲ on ခဲ့ပါမယ် object on မယ်အဲ့ပြီးရင်မှာဘာလုပ်မလဲဆိုတော့ pick point ကင်မယ် pick point ရကြတော့ blog မှာကင်ခဲ့သလိုပဲကိုအစဉ်ပြေတဲ့နေရာအနေနဲ့အမောက်ဒီမှာတော့ center အနေနဲ့ကင်လိုက်တော့မယ် ပြီးရင်မောက်ဒီမှာ slash object အဲ့ block လိုပဲနော် slash object လို့ကို w block ဖွင့်နေတဲ့ပုံကောင်ပေါ့နော်ပုံတစ်ခုလုံး select မှန်း enter ပြီးရင်တယောက်မှာ file name and batch ဆိုရဲနောက်ညောင်းနေရှိရဲအဲ့တော့ကိုဖဲနေရာမှာတိမ်းပါလဲဆိုတော့ကိုသွားပြီးတော့ရွေးပေးမယ်အခုမှကဒီမှာ desktop ပေါ်မှာထားလိုက်မယ် desktop ပေါ်မှာထားမယ်ပြီးတော့ file name ကိုကြတော့မှကဒါက c C ထဲက user desktop ပေါ်မှာထားရတယ်။အမှဒီမှာ file name ကိုတခုခုပေးလိုက်မယ်။ဒီနောက်က .wg ဆိုတာကဒါ AutoCAD ရဲ့ file name ပေါ့နော်။အဒီ file ရဲ့ file name ပေါ့။မအဲ့ဒီမှာ111လို့ထားခဲ့လိုက်မယ်။ desktop ပေါ်မှာသင်ခဲ့တယ်။ Okay ။နော်ဒါအမှတော့ခု desktop ပေါ်မှာသင်နိုင်ပြီဒါပြောပါရအောင်ဒီ file အမှတော့ပေးလိုက်မယ်။ဒီ file ပေးလိုက်ပြီခုနကပုံလေးကတော့ desktop ပေါ်မှာတင်ခဲ့တယ် ဒီမှာเนาะဒီ desktop ပေါ်မှာလာပြီးတော့ပေါ်နေမယ်အခုအဲ့ဒါကိုမဟုတ်တခြား file တစ်ခုကိုဖွင့်ပြီးတော့သုံးကြည့်မယ်တခြား file ပေါ့ autograph file တစ်ခုကိုဖွင့်လိုက်မယ်အဲ့ file ဒါ file အစ်တစ်ဖြစ်သွားပြီเนาะခုနကမဟုတ်ခုန file ကိုပိတ်လိုက်ပြီးဒါနောက်ထပ် file တစ်ခု file နဲ့ file အစ်တစ်ပေါ့เนาะခဏစားပါမယ် ော့ဒီမှာဒါကအမှဒါတခြား file ပေါ့နော်ဒီ file ထဲကိုခုနကဆွဲခဲ့တဲ့စာကင်းနဲ့ line လေးနဲ့တ111လို့111 1လေးလုံးလို့ file နဲ့ပေးခဲ့တယ်အဲ့ file တွေအမှဒီမှာပြန်ခေါ်ခြင်းနဲ့ဆိုရင်ဘလောက်မှာပြန်ခေါ်တယ်လို့ပဲသူကလည်း insert comma ဖြစ်တယ် i enter အဆိုရင်အဲ့ဒီမှာပေါ်လာပြီဒီမှာမတို့ဒီဒီမှာရွေးလို့မရတော့ဘလော့မှာတော့ကျတော့အမောက်ဒီမှာလာရွေးရခုမှတော့ဘယ်ရသွားမလဲဆိုတော့ browse ကနေသွားမယ်ဗမာသင်းရရလဲဆိုတော့ desktop ပေါ်မှာသင်ခဲ့တယ် file name ကပါလေ111ဒါလေးယူနော် open လိုက်မယ်ပြီးရင် okay ပြီးရင်မောက်ပြပွင့်ကင်ထားတာ center နေဖြစ်တဲ့ center လေးကနေပြီးတော့ cursor လေးကရောက်နေမယ်အဲ့တော့ကိုကြိုချင်းတဲ့နေရာမှာ click လိုက်မယ်အဲ့တော့ဒါက w block ဖွဲတဲ့ပုံစံမှာအဲ့တော့ w block နဲ့ block ကဘာကွာလဲဆိုရင် w block က တခြား file မှာတော့ပြန်ခေါ်သုံးလို့ရတယ်ပေါ့ blog ကကြတော့အဲ့ဒီ file ထဲမှာပဲဒီ file တစ်ခုထဲမှာပဲဆွဲနေနေပြန်ပြန်ခေါ်သုံးတဲ့အခါမှာ blog ကိုသုံးတာပါအဲ့တော့ဒါလေးက w blog ပါနောက်တစ်ခုမှဒီမှာပဲဆွဲလိုက်တော့မယ်နောက်တစ်ခုကကြတော့ area တိုင်းတာ area တိုင်းတာမယ်ဆိုရင်မအားလို့ပြန်မအောင်ဆို area တိမဲ့ပေါ့နော် line တစ်ခုဆွဲထားလိုက်မယ်ပိုလီတိုင်း comment လေးခေါ်လိုက်မယ် လေယာတဆင်အနာဖိုင်အလေယာတဆင်အနာဖိုင်ရှိရယ်ရတန်ကလေးတစ်ခုဆွဲထားတယ်။ဟောပြီဒီကနေပြီးတော့ဒီအတွင်းထဲမှာမမတို့နောက်ထပ်ရတန်ကလေးတစ်ခုထပ်ဆွဲလိုက်မယ်။2 2ရယ် sorry down 3ပြလိုက်မယ်။ poly line ခေါ်မယ်။ 3 comma uh, 3 under 2 yin ပမာဒါလေးကို dimension လေးတက်ထားလိုက်မယ်เนาะအရင်ဆုံးအဲ dimension အကြီးနေရနော်ဆိုတော့မဟုတ်ဒီမှာ dimension style လေးပြင်ခဲ့လိုက်မယ် sorry d under ခုဒီပုံလေးကိုပဲပြင်ချင်တာဖြစ်တဲ့အတွက် override ကိုသုံးမယ်เนาะ override ဲ့ကနေ architecture မှာ engineering ပဲခေါ်ခဲ့လိုက်မယ် engineering ရရတယ်ဒါမှဒါနဲ့ size ကဆောနာအရင်ကြီးနေနော် size ကိုသေးလိုက်မယ် size ကို3လောက်ထားလိုက်မယ် okay okay ဆိုတော့ dimension တက်ကြည့်မယ်ဒီကနေဒီ3 inch နော်နောက်တစ်ခုကဒီအနက်2 inch အဲ့ဒီ rectangle အကြီးရဲ့ အလျားကတန်ပဒင်းရဲ့အကြီးရဲ့အနား5အဲဆိုရင်မောက်ဒီပုံလေးမှာကြည့်မယ်ဆိုရင် rectangle အကြီးရဲ့အလျားဆိုရင်အလျားမြောက်အနက်ဆိုတော့50ရှိမယ် rectangle အသေးလေးက326ဆိုတော့6ရှိမယ်အဲအဲ့ဒါကိုမားရော့ကအဲ့လိုမျိုးဒါကိုတိတာတဲ့ကဏ္ဍနေပဲရိုက်ထည့်ထားတဲ့အတွက်ကြောင့်မလို့ဒါတိရပါတော့ကဲ၍ဟိုတခြားကဏ္ဍနေညားလာတာပဲဖြစ်ဖြစ် အဲအပိုင်းကိန်းနေတသမာကြီးဒါကြီးဆိုလို့ရှိရင်မတော်ကဒီဒီ area ကိုသိဖို့အတွက်ဆိုရင်ဘာ comment ကိုသုံးရမလဲဆိုတော့ AA under area comment ကိုသုံးမယ်အဲ့ဒီမှာအမတို့က object ရဲ့ area ကိုသိကျင်တာဖြစ်တဲ့အတွက်ဒီ option မှာအမတို့ object ကိုရေးပေးမယ်နောက်ပြီးရင် select object ကိုကပဲ object ရဲ့ area ကိုသိကျင်တာလေအကြီးဆိုရင်ဒီကြီးကို select လိုက်ဒါဆိုရင်ဒီမှာဒီ comment line ရဲ့ဒီ history မှာ area 50 square inch ဆိုပြီးတော့ပြောထားတယ်เนาะ30နဲ့5နဲ့မြောက်တော့50 inch အဲ့တော့အမရ comment တွေကိုပြန်ဖတ်ချင်ရင်ဒီ history line ကိုကြည့်ပါ area 50 square feet ရဲ့အနေနဲ့ဆိုရင်01347သူ့ရဲ့ပက်လက်အနာကအရှိရာ2ပြီးနဲ့6လက်မှာနော်အဲ့ဒါကဒါ area area uh, rectangle အကြီးရဲ့ area ပေါ့နော်နောက်တစ်ခုအမတို့ဒီ rectangle အသေးလေးရဲ့ area ကိုသိချင်တယ် area comment ee object ပဲဖြစ်တဲ့အတွက်အိုရွေးပေးမယ် slash object ဒီအသေးလေး sorry ee and a object အဲ့တော့ဒီမှာ area 6 square inch square feet အနေနဲ့ဆိုရင်0.042 through parameter က10လက်မရှိမယ်เนาะ0 feet ဆိုတော့ဒါနောက်က10လက်မပဲရှိမယ်အဲ့တော့ဒါက ရတန်ငယ်အသေးလေးရဲ့ area ဒါကကြတော့ဒီ object တွေကိုကလေးလိုက်ရုံနဲ့သူ့ရဲ့ area ကိုပြပေးသွားတာပေါ့နော်အဲ့တော့နောက်တစ်ခုကကြာမှောက်ဒီ area နှစ်ခုကိုပေါင်းပြီးတော့သိချင်တယ်တစ်ခုချင်းစီမသိချင်ဘူးဒါဆိုရင်90ဒါဆိုရင်6ဟုတ်တယ်ဒါပေမဲ့မဒီနှစ်ခုစလုံးကိုပေါင်းတာကိုသိချင်တဲ့ဆိုရင် a a and a object ပဲဖြစ်တဲ့အတွက် o slash object slash object ပထမဆုံးကိုသိချင်တဲ့ return object ကို select အဲ့ဒါက50နောက်တစ်ခု add ခုက oh sorry မတော်နှစ်ခုနှစ်ခုရဲ့ဟာကိုသိချင်တာဆိုတော့ပြန်ပြောရနော် e e enter မတော် add area နှစ်ခုကိုပေါင်းမိသီးမှာဖြစ်တဲ့အတွက် object ကိုမရွေးတော့ဘူး add area ကိုရွေးရမှာနော်အဲ့တော့ e enter ပေါ့ပြီးတော့မှ object o and a အပြီးတော့မှပထမဆုံး rectangle အကြီးရဲ့ area သိကျင်တယ်နောက်တစ်ခုကဒီ rectangle အသေးသေးရဲ့ area အဲ့နှစ်ခုပေါင်းလိုက်တော့ဒီမှာ total area ဆိုပြီးတော့56ဆိုပြီးတော့ပေါင်းပေးထားတယ်အဲ့တော့ပထမဆုံး area ကပထမကလေးလိုက်တဲ့ area ကဒီအပေါ်မှာ history ပြန်ကြည့်လို့ရရနော်ဒီပထမဆုံးဆက်လိုက်တဲ့ area က50 rectangle အကြီးရဲ့ area ဒီရက်တွေ့တဲ့ area တခုလည်းရှိရင်ဒီရက်တွေ50ပဲပြီးတော့ arm on ထားရယ်နော်ပြီးတော့နောက်တစ်ခု area က6အဲ့နောက်ခုပေါင်းလိုက်တဲ့တွေ့တဲ့ area 56 square inch ဆိုပြီးတော့ဒါက area နှစ်ခုပေါင်းတာနောက်တစ်ခုကကြတော့နှုတ်တာနှုတ်တာကြတော့မဟုတ်ဒီ rectangle အကြီးတဲ့ကနေဒီ rectangle အသေးသေး area ကိုနှုတ်မယ်အဲ့ဒါဆိုရင်လေငါတို့က ee and ဒါပဲအဲ့တော့ အဲဒီမှာ a ပဲရေးလိုက်အောင်မယ် at area a enter ပြီးရင် object ရွေးမယ် object မှာအနုခံရမယ် object ကိုအရင် select ပေးရမယ်ပြီးရင် enter အနုခံမဲ့ object uh, subtract လုံးမှာဖြစ်တဲ့အတွက် s လို့ရိုက်ထည့်နေရတယ်ဒါလေးကိုရွေးလိုက်လည်းရတယ်ပြီးရင် object ရွေးပြီးမှဖြစ်တဲ့အတွက် o enter အသေးလေးရဲ့ object ကိုတက်ကလစ်မယ် အဲဒါဆိုရင်ဒီမှာဒီအပေါ်လိုင်းမှာနော်ဒီ history line မှာပြောထားပါတယ် total area နှုတ်လိုက်တာဘယ်လောက်လဲဆိုရင်44 square inch တဲ့50တရာနေ6ကုန်နှုတ်လိုက်တော့44နော်ဒါကကြတော့နှုတ်တာပါနှုတ်အနေနဲ့မှတ်ထားမှာကဒီမှာက တစ်ဆက်တည်းရှိနေတဲ့ object တွေရဲ့ area ကိုပဲသိရမှာဖြစ်တဲ့အတွက်ဒါတစ်ဆက်တည်း object တွေကိုဒါသုံးတဲ့ comment ဖြစ်ပါတယ်ဒီလိုမျိုးပေါင်းတာနှုတ်တာပါဘောနော် ဘယ်လိုအချိန်မှတော့ရမလဲဆိုရင်ခြံခွက်ဆွဲမယ်အထဲမှာအိမ်ဆောက်ထားမယ်ခြံထဲကနေမှာအိမ်ရဲ့အိမ်ပြောင်နှုတ်တာမျိုးတို့ဘောနော်အဲ့လိုမျိုးအချိန်မှဆိုရင်ဒီ AA command ကိုသုံးပြီးတော့ပြည့်ကြည့်လို့ရပါတယ်ဟာကျေးဇူးတင်ပါတယ်နော်ဒီ command နှစ်ခုဒီ video file လေးမှာတော့ဒီ command နှစ်ခုကိုပဲပြောလိုက်ပါမယ်နော်ကျေးဇူးတင်ပါတယ်